ီကောင်ကဒီတိုင်းကြည့်ရင်ဒါကတိရှုပ်ရှက်ခံနေပေါ့ဗျာအဲ့တော့ဒါအင်ဗတာပဲအင်ဗတာပဲအဲ့တော့ theory ကိုသိလို့ရှိရင်ကျွန်တော်တို့ရဲ့ connection ကြည့်လိုက်လို့ရှိရင်ဘယ်ကောင်ကပါဆိုတာတန်းတည်တယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင်ဒီဘက်ချမ်းကဒါဒီဘက်ချမ်းကဒါအင်ဗတာအတွက်ပေါ့နော်အင်ဗတာအတွက်ကျွန်တော်တို့ဟိုပါပေါ့နော် high frequency အင်ဗတာတစ်လုံးပါနော်ကျွန်တော်ဟိုပါပေါ့ဗျာအခု power အင်ဗတာလေး DA လို့ဟာမျိုးလေးနေနော်အဲ့တော့ ဒီဒီဒါ DC to DC ပြောင်းပေးမယ်ဒီဘက်ချမ်းဒီကတ်ရဲ့အောက်ကကျတော့ DC နဲ့ AC ပြောင်းပေးမယ်ဟုတ်လားဒီဒီကောင်ကထွိုင်းပါကတ်အတိုင်းအင်ဗာတာပိုင်းเนาะဒါဒီကတ်လေးရဲ့ကျတော့ဒါဆိုလာနဲ့ကွန်ထရိုလာပိုင်းเนาะဆိုလာကွန်ထရိုလာပိုင်းအဲ့ဒီအောက်ကကျတော့ကျွန်တော်ဒီကောင်ရဲ့အောက်ကကျတော့ကျွန်တော်တို့ဟိုပါပါဟုတ်လားအဲခြားခြားပါအောင်လို့ AC နဲ့အာသွင်းလို့ရအောင်เนาะခြားခြားပါမယ်အဲကျွန်တော်တို့ခြားခြားဘူးကိုအပြင်းမထည့်ဘဲနဲ့တကယ်မှပေါင်းထည့်လိုက်တာပေါ့အဆုံးသုံးဖြစ်တာเนาะ အဲ့တော့ဒီဘက်ဒီဘက်ကကျတော့ဒီဘက်ပိုင်းကဒီဒီချမ်းကကျတော့အရောက်ကကျတော့ကျွန်တော်တို့ ATS ATS ဘောပေါ့နော် ATS ဆိုတာဒီဟိုဟာနဲ့တက်စင်မီလာတဲ့ချိန်နဲ့ဒီအင်ဗာတာနဲ့ကိုသူပိတ်ခွင့်အော်တိုပြောင်းပေးတဲ့ပိုင်းပေါ့နော်ဒီလိုအပိုင်းပိုင်းလေးတွေကျွန်တော်တို့ခွဲပြီးတော့လေ့လာလိုက်တဲ့အခါမှာကျွန်တော်တို့ဘယ်ပိုင်းပြည့်တယ်ဆိုတာလိုက်ရှာပြီးတော့မှသင်ရတာတွေ့ပါအောင်ပေါ့နော်အဲ့လိုမျိုးတွေ့ဖို့ကျွန်တော်တို့ theory လေးသိထားရင်ပို့ပြီးတော့ကောင်းတယ်ပေါ့နော်တိုင်းပါတာပြင်ပြီးတော့အဲကောင်းပါတယ်ဒီပုံလေးဆို